တလဲမှာ great down ချောင်းတူကိုရေးသားဖြစ်သူနဲ့တငယ်ချင်းတို့ဦးမှအုပ်စုပမာပြုကျင်ပြီးဗီဒီယိုရိုက်ကူးကလိုင်းပေါ်တင်ခဲ့တဲ့ဖြစ်စဉ်အမှုပိတ်သိမ်းဖို့အတွက်ကျောင်းအုပ်ကြီးကဥဆောင်ပြီးကြသိန်း900နဲ့ညှိနှိုင်းနေဟုဆိုမိတ္တများအလုံးပဲမင်္ဂလာပါရှင်အခုတစ်ခါမှဆိုရင်တော့မကွေးတိုင်းမြို့ခရိုင်စလင်းမြို့အမှတ်၁အရှိကံပညာအထက်တန်းကျောင်းအထက်ကတက်မှတက်ရောက်နေတဲ့အထက်တန်းကျောင်းတူကိုရေးသားဖြစ်သူကျောင်းသားနဲ့တငယ်ချင်းတွေကအုပ်စုဖွဲ့က ပြုကျင့်ခဲ့ကြတယ်လို့မြို့ခံတွေစီကနေပြီးတော့သတင်းအစအနတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ဇလင်းမြို့ဂရိတန်းကျောင်းတွေကိုကျောင်းထဲတင်နေတဲ့ရီးစားဖြစ်သူနဲ့တငယ်ချင်း၃ဦးကအောက်တိုဘာလ23ရက်နေ့နေ့လယ်7နာရီကျော်မှာမြေတင်ရောက်ွက်မှရှိတဲ့ထီးကြီးဖျားအတွင်း ခေါ်ဆောင်ပြီးတော့အခုလိုမျိုးပြုတင်ခဲ့ကြတာဖြစ်ကြောင်းကိုလည်းသိရှိရပါတယ်။ဂိတ်တွဲကြောင်းသားရေးစားဖြစ်သူကသူ့မွေနေရှိတယ်ဆိုပြီးတော့ကျောင်းသူမလေးကိုထီကြီးဖျားကိုခေါ်ဆောင်သွားခဲ့တာပါ။သူ့ရဲ့တငယ်ချင်း၃ဦးကိုလည်းခေါ်ခဲ့တယ်လို့သိရပါတယ်။သူ့ရဲ့တငယ်ချင်းတွေကလည်း great dance ကိုအောင်မြင်ပြီးကြတဲ့သူတွေပါ။ထီကြီးဖျားမှကျောင်းသားတွေကအရေးသေးစားတောက်စားမှုရပြီးကျောင်းသူမလေးကိုအခုလိုမျိုးပြုတင်ကြတယ်ဆိုပြီးတော့လည်း လင်းမြုပ်ခံသူအနေနဲ့တည်င်းဌာနမီဒီယာများကိုဖော်ပြပြောဆိုမှုတွေရှိလာခဲ့တာလည်းဖြစ်ပြီးတော့ဤစားဖြစ်သူចောင်းသားနဲ့ငွေချင်းတွေကပါစပ်ကိုပိတ်ပြီးတော့တလက်စီပြုတင်ကရိုက်နှင်တာတွေလှုပ်ဆင်မှာပဲကျောင်းသူကတတိလက်အမိမျောထားခဲ့တာဖြစ်ပြီးသီကြီးဖျားထဲမှာထားခဲ့ခြင်းကိုလည်းခံခဲ့ရကြောင်းသိရှိရပြီးပြုလုပ်ရာမှာကျောင်းသူမရဲ့ဤစားဖြစ်သူအနေနဲ့သူ့ရဲ့ငွေချင်းအပေါင်းပါ၃ဦးနဲ့အတူဖုန်းအဖြစ်ဗီဒီယိုရိုက်ကူးပြီးတော့ Telegram လူမှုကွန်ရက် Social Media ထက်ပေါ်မှာ တင်ပြမှုတွေရှိခဲ့တဲ့ဆိုပြီးတော့လည်းသိရှိရတာဖြစ်ပါတယ်အခုလိုမျိုးဒီဒီမေမျောနေတဲ့အချိန်တွင်းမှာជីជីဖျားအတွင်းထားရှိခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့နဲ့နာသူမိန်ကလေးအနေနဲ့ပြန်လဲကတတိယလာတဲ့အချိန်မှာဘေးပတ်ဝန်းကျင်ကိုចောင်းသူကအကူအညီတောင်းခံခဲ့ရမှဆေးရုံကိုတည်တက်ခံတွေကအကူအညီပို့ဆောင်ပေးခဲ့ရတာဖြစ်ကြောင်းကိုလည်းမြို့ခံတွေခေါ်ထုတ်ပြောဆိုမှုတွေကသိရှိရတာလည်းဖြစ်ပါတယ်အခုလိုမျိုးចောင်းသူမလေးရဲ့ဗီဒီယိုဖိုင်တွေကိုပါရိုက်ကူးပြီးတော့ တင်ခဲ့တဲ့အတကြောင်မလို့လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Telegram မှာပြောဆိုမှုတွေများပြားနေပြီးတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့နှိစရာမြုပ်ခံတွေရဲ့ပြောဆိုမှုတွေအရာဒီအမှုကြောင့်ရှေ့ရနဲ့ပတ်သက်ပြီးတော့အဆိုပါအထက်တန်းကျောင်းဥကြီးမှာဥဆောင်ပြီးကြက်သိန်း900နဲ့အမှုပိတ်သိမ်းဖို့အတွက်နှိနှိုင်းလှုပ်ဆောင်ပေးနေကြောင်းကိုလည်းသိရှိရတာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီသတင်းကြားတာနဲ့ပတ်သက်ပြီးတော့အများသူငါတို့ကြားမှာမျှဝေမှုတွေများပြားလျက်ရှိနေပြီးတော့ မှတ်ရှိထွထွေမှာဆိုလို့ရှိရင်တော့အဆိုပါကိစ္စအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဥပဒေအတိုင်းထိရောက်စွာကျူးလွန်သူတွေကိုအရေးယူပေးဖို့အတွက်ကိုလည်းဆိုနေကြတာလည်းဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီဖြစ်စဉ်အကြောင်းအရာလေးမှတစ်ဆက်သတ္တမိငယ်များရှိကြတဲ့မိဘများအနေနဲ့လည်းအထုဂရုစိုက်ကြနိုင်စေရန်ညဝေတင်ဆက်ပေးလိုက်ရရှင်မယ်ဖြစ်ပါတယ်။အဆုံးသတ်ကြည့်ရှုပေးကြလို့လည်းအလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။